က္ဆီကိုစီးတီးမြို့တော်ကနမေကျော်အလာဘရီဟိတ်ရုပ်ကြီးတွေဟာဆွဲရှည်ကြီးတွေကြောက်စရာကောင်းတဲ့ပုံစံတွေစိတ်ကူးရင်ဆန်တဲ့ရောင်သွေးစုံလင်မှုတွေနဲ့ပြည်နေတဲ့ဆန်းကျဲတဲ့စက်ကူပြော့ရုပ်ကြီးတွေဖြစ်ပါတယ်။ဒီရုပ်ကြီးတွေရဲ့နှစ်စဉ်ချစ်တပွဲကတော့မက္ဆီကိုနိုင်ငံရဲ့သေမင်းများနဲ့ Day of the Dead ရာသီကိုအရောင်အသွေးစုံလင်စွာနဲ့အစာပြိုလိုက်တာပဲဖြစ်ပါတယ်။ဒီလိုရိုးရာဆင်းလာတွေကိုကျွန်တော်တို့အပြောက်ပြက်မခံသင့်ပါဘူး။ Library Hit ရုပ်တွေကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကျွန်တော်တို့ရဲ့ဇင်မြစ်ကိုပြန်တည်ရစေတဲ့ ကြာခင်သင်မင်းများနဲ့တရော့တက်လက်ရောက်တော့မယ်။ဒါကကလင်းငယ်တွေသူတို့ရဲ့ရိုးရာဓလေးနဲ့မက္ကဆီကိုရဲ့ထုံနှန်းစင်လာတွေသိရှိနားလည်အောင်ဆက်လက်ထိမ့်သိမ်းတာပါပဲလို့ဝိုင်းတော်လာရောက်သူတဦးကပြောပါတယ်။စင်လာအားဖြင့်တော့လာဘရီဟေးအယုတ်တွေဟာအိမ်မဆိုးတွေကိုပယ်ရှားဖို့ဒီဇိုင်းထုတ်ထားတဲ့လက်ဖြစ်အယုတ်ငယ်လေးတွေဖြစ်ပါတယ်။ဒီနုပညာဟာ1930ပြည့်လွန်နှစ်တွေတုန်းကမက္ကဆီကိုစီးတီးမှာစတင်ခဲ့တာပါ။စကုပ်ပြောအနုပညာရှင်ပက်ဒရိုလီနာရက်စ်ကဟာ နေမကောင်းဖြစ်နေခြင်းမှထူးဆန်းတဲ့စိတ်အာရုံခြောက်ခြားမှုတွေကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းဒီလိုအိမ်မက်ဆန်တဲ့တတဝါရုပ်ထုတွေကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။အဲ့နောက်ပိုင်းကစပြီးလာဘရီဟိတ်ရုပ်တွေဟာမက္ဆီကိုစီးတီးမြို့ရဲ့ရင်ကျေးမှုရာသီမှအဓိကနေရာကပါဝင်လာခဲ့ပါတယ်။ခုဆိုရုပ်ထုပေါင်း200ကျော်ကိုလမ်းတွေတစ်လျှောက်လှည့်လည်ပြသခဲ့ပြီးချိုးရုပ်တွေဟာအမြင့်23ပေနီးပါးအထိရှိပြီးလေးချိန်ပေါင်း660ကျော်အထိတောင်ပါဝင်ပါတယ်။ဒါကတကယ်ကိုအော်စရာကောင်းပါတယ်။ သူတို့ဖြစ်ဒီနေ့မှာကျွန်တော်တို့မမေ့ပျောက်တဲ့အရာတွေကိုပြန်သတိပေးနေတယ်လို့ပါပဲလို့ပရိသတ်တို့ကပြောပါတယ်။ဒီတစ်ချိန်ဟာ18ချိန်မြောက် Library H ချစ်တက်ပွဲတော်ဖြစ်ပြီးနေ့စဉ်လာရောက်ကြည့်ရှုသူပရိသတ်6သိန်းကျော်လာရောက်လေ့ရှိတယ်လို့သိရပါတယ်ရှင်။